မင်္ဂလာပါရှင်ဖရူဆိုထားလဲနန်းဖဲဘောလခဲလမ်းမကြီးကိုရက်ကန်တမ်းမရှိပိတ်ထားမဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနေပြင်းတဲ့ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ဖရူဆိုထားလဲနန်းဖဲလမ်းမကြီးကိုစစ်တပ်ကဥတီစစ်ဆောင်ထိုးနေတာကြောင့်ဒိရခံပြတူတွေအနေနဲ့ဖြတ်တန်တွန်းလာခြင်းမပြုကြဖို့ဂရနေအမျိုးသားများကာကွယ်ရေးတဲ့ခင်တက်ကတတိပေးထုတ်ပြန်ထားပါတယ် အဆိုပါလမ်းမချင်းမှာစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကစပြီးရဲကန်တန်မရှိပိတ်လိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်ပေးခရန်နိုဝင်ဘာလ3ရက်နေ့ကစပြီးစတက်ကဖရူဆိုမြို့နယ်မာခရိုရှေကျွာဖက်ကနေထားလဲဖက်ကိုမျက်နှာမူစစ်ကြောင်းထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အတိပေးထားပါတယ်။ အဲ့ဒီလိုစစ်တပ်ရဲ့စီရင်လှုပ်ရှားမှုအခြေအနေတွေကြောင့်ဖရူဆိုထားလဲနန်ဖဲလမ်းမကြီးအပါဝင်လမ်းမကြီးပေါ်ဖြတ်တန်းတွာလာရတယ်။လမ်းတော်တွေအားလုံးကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးအတုံးပြူတွာလာခြင်းလုံးဝမပြုတ်လောက်ကြဖို့တတိပေးထားပါတယ်။2025ခုနှစ်အောက်ကလစံပိုင်းကစပြီးစစ်တပ်ကဒမိုးဆူမြို့နယ်အတွင်းစစ်ကြောင်းတို့ဝင်ရောက်ခဲ့ပြီးတော်လရင်တပ်ဖွဲ့တွေနဲ့နေဆိုင်နေပါတိုက်ပွဲဖြစ်ပွားလဲရှိပါတယ်။ ပြီးခဲ့တဲ့အော်ဂိုလာ15ရက်နေ့မှာတမောဆူအရှိဖဲချန်ကနေအနောက်ဖဲချန်ကိုတွားရာလူ15ဦးပါကားသစီးကိုစစ်တပ်ကပြစ်ခတ်ဖမ်းဆီးခဲ့ပြီးအော်ဂိုလာ30ရက်နေ့မှာနမ်မဲခုံဒေါငန်ခါလမ်းမပေါ်ဖြတ်တန်းတွားလာနေတဲ့ဦးငယ်သူဦးကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့ပါရဲ့ရှင်။